နေရာတည်းရဲ့အပူရန်ကိုအကောင်းဆုံးဖြည့်ဖြောက်ပေးနိုင်တဲ့အသီးကဘာများလဲဗျာဟုတ်ပါတယ်ရေးတတ်ပြပါဒီအေးမြတဲ့ဖရဲသီးပေါ့ဖရဲသီးကို တစိမ့်စားလိုက်ရရင်အားလုံးပဲလန်းဆန်းသွားမှာပါဒါပေမဲ့ဒီလိုကောင်းတဲ့ဖရဲသီးကိုစားတဲ့အခါမှာအစာခြေဖျားမှုမဖြစ်စေဖို့ဘိုင်းမအောင်စေဖို့အတူတွဲပြီးမစားတဲ့အစားအစာတွေရှိတယ်ဆိုတာသိပါရဲ့လားဒီနေ့မှာတော့ဖရဲသီးနဲ့တွဲပတ်မစားတဲ့အစားအစာတွေကိုပြောပြပေးသွားမှာပါ သွဲဖတ်မစားသိတော့အစားအစာများဖရဲတိမှာရေရမ်းနဲ့အမြင်တတ်တွေအများကြီးပါဝင်လို့သူကအစာမြန်မြန်ကြေညပ်ပါတယ်အဲ့ဒီတော့အစာကြေညပ်ဖို့ပိုကြတဲ့အစားအစာတွေနဲ့တွဲအစားမိရင်အစာအိမ်မှာပြဿနာတွေဖြစ်လာနိုင်ပါတယ်အထူးကရှောက်တဲ့ဓာတ်တွေကတော့တက်နို့နဲ့နို့ထွက်ပစ္စည်းညာဘာကြောင့်လဲဆိုတော့ဖရဲတိမှာဗီတာမင်စီပါဝင်ပြီးနို့ထွက်ပစ္စည်းတွေမှာ ရိုတီးနဲ့အဆီဒတ်တွေပါပါတယ်။ဒီနှစ်ခုပေါင်းစပ်သွားတဲ့အခါအစာအိမ်ထဲမှာထပ်တူပြီးဖိုက်ပူရာ၊လေကွာတာအစာမကြေတာတွေဖြစ်စေနိုင်ပါတယ်။ဥပမာဒိန်ဂျင်၊နိုး၊ဒိန်ခဲလိုဖျဲဒီစားပြီးပြီးချင်းချက်ချင်းမစားမိဖို့တည်ထားပါ။နေ့ပရိုတီးန်ဓာတ်မြင့်မှာပေါ့အစာအစာများ။ဘာကြောင့်လဲဆိုတော့ကြဲယူအသားပေးအမျိုးမျိုးလိုပရိုတီးန်ဓာတ်များတဲ့အစာအစာတွေက အစာကြေးဖို့အချိန်ကြပါတယ်။အစာမြန်မြန်ကြေးတဲ့ဖရဲသီးနဲ့တွဲစားတဲ့အခါအစာကြေးတဲ့အင်ဇိုင်းတွေအလို့လျှော့ကုန်ပြီးဝမ်းပိုက်မဤမသားဖြစ်တာဘိုက်ပွာရတွေဖြစ်စေတတ်ပါတယ်။ဥပမာကြဲယူအသားဘေးအမျိုးမျိုးကိုဖရဲသီးနဲ့အချိန်ကွာခြားပြီးမှစားတာအကောင်းဆုံးပါပဲ။၃ရေခဲနဲ့အလွန်အေးတဲ့အဖျော်ယမကများဘာကြောင့်လဲဆိုတော့ဖရဲသီးက ကိုယ်တိုင်ကအေးမြတဲ့သဘာဝရှိပါတယ်။အလွန်အေးတဲ့အစာအစာဒါမှမဟုတ်အချိုးရည်တွေနဲ့ထပ်ပေါင်းလိုက်ရင်အစာရင်ကိုထိခိုက်စေပြီးဘိုင်းနာရာအစာချေမှုနှေးကွေးတာကြီးဖြစ်နိုင်ပါတယ်။ဖျဲသီးကိုပုံမှန်အပူချိန်အတိုင်းပဲစားသုံးလာအကောင်းဆုံးပါတယ်။၄အချားအသီးနိုင်များဒါမှမဟုတ်တချို့ကျန်းမာရေးအယူအဆများအားဖြင့်ဘာကြောင့်လဲဆိုတော့တချို့ကျန်းမာရေးအယူအဆတွေက ဖယဲသီးကိုတူချင်းပဲစားတင်တယ်လို့ဆိုပါတယ်ဖယဲသီးလိုရဲတဲ့အငားကြီးပါတဲ့မဲလွန်မျိုးနွယ်ဝင်အသီးတွေကတခြားအသီးတွေထက်ပိုမြင်မြန်အစာကျေလို့တခြားအသီးတွေနဲ့တွဲစားရင် အစာမကျေထစ်တာမျိုးထစ်တတ်တယ်လို့ဆိုကြပါတယ်ဒါပေမဲ့ဖယဲသီးကိုဒိန်ဂျင်လိုမျိုးအစားအစာတွေနဲ့တွဲစားတဲ့ဟင်းပွဲကောင်းတွေလည်းရှိတာကိုတော့မှတ်သားထားစေချင်ပါတယ်အဓိကအချက်ကကိုယ့်ရဲ့အစာအိမ်ကပုံမှန်မဟုတ်ပဲ အစာကြေးဖြတ်ခဲနေတယ်ဆိုရင်တော့ဖရဲသီးကိုတီးတန်စားပေးတာကအကောင်းဆုံးပါပဲနီးကုန်းချုပ်အနေနဲ့ဖရဲသီးကကျမ်းမာရေးအတွက်အကျိုးကျေးဇူးများစွာပေးတဲ့အသီးပါဒါပေမဲ့အစာကြေးစနစ်ကိုအနှောက်အယှက်မဖြစ်စေဖို့ဒီအစာအစာတွေကိုတပြိုင်နက်တာမဟုတ်ချက်ချင်းနှောက်ဆက်တွဲစားသုံးတာကိုရှောင်ကျဉ်ပေးပါစားမယ်ဆိုလဲအနည်းဆုံးမိနစ်30ကနေတနာရီခန့်အချိန်ချပြီးမှ စားသုံးတာက အသင့်တော်ဆုံးပါပဲ ချမ်းမာရင်းနဲ့ညီညွတ်သောစားတောက်မှုပုံစံကိုလိုက်နာပြီးနှွေရာသီကိုလန်းလန်းဆန်းလန်းဖျက်တမ်းနိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။